ီနေ့ကျွန်တော်တို့ဆွေးနွေးသားမယ့်စာအုပ်ကတော့ Brian Tracy ရဲ့ Goals ပဲဖြစ်ပါတယ်ကျွန်တော်တို့အများစုကအောင်မြင်မှုကိုလိုချင်ကြပါတယ်ဒါပေမဲ့အဲ့ဒီအောင်မြင်မှုစီကိုရောက်ဖို့အတွက်ရှင်းလင်းပြီးစနစ်တကျသတ်မှတ်ထားတဲ့ပန်းတိုင်တွေဘယ်နှခုရှိတယ်လဲဆိုတာကို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 ပြန်မေးသင့်ပါတယ်စာရေးသူကတော့ပန်းတိုင်သတ်မှတ်ခြင်းဟာအောင်မြင်မှုအတွက်အရေးကြီးဆုံးကျွမ်းကျင်မှုတစ်ခုဖြစ်တယ်လို့အလေးနဲ့ဆိုထားပါတယ်ပန်းတိုင်သတ်မှတ်ခြင်းဆိုတာရေပကြက်တစ်ခုရှိအောင်တသက်မဟုတ်ပါဘူးဒါဟာသင်ရဲ့ဘဝကိုထိန်းချုပ်ပြီးစွမ်းအားတွေဖန်တီးပေးတဲ့လုပ်ငန်းစဉ်တစ်ခုဖြစ်ပါတယ် စာရေးသူတူတေသနာတွေကဗန်းတိုင်တွေကိုစာရွက်ပေါ်မှာရေးသားထားတဲ့သူတွေဟာဗန်းတိုင်မတက်မတ်ထားသူတွေထက်အစာပေါင်းများစွာပိုမိုအောင်မြင်ကြတယ်ဆိုတာကိုပြသခဲ့ပါတယ်။ဗန်းတိုင်ကိုရေးသားလိုက်ခြင်းကတင်းရဲ့စိတ်ကိုပိုပြီးရှင်းလင်းစေပါတယ်။၎င်းဟာတင်းရဲ့မသိစိတ် subconscious mind ကိုလုံဆော်ပေးပြီးဗန်းတိုင်စီကိုဥတီမဲ့အခွင့်အလမ်းတွေနဲ့အရင်းမြစ်တွေကိုဆွဲဆောင်ပေးပါတယ်။မြည်ထားတဲ့ဗန်းတိုင်ဟာဆန္ဒတစ်ခုသာဖြစ်ပြီးမပြီးဆုံးသေးတဲ့အထွေတစ်ခုသာဖြစ်ပါတယ်။ ပန်းတိုင်တွေကျွန်တော်တို့ရဲ့တွေးခေါ်မှုစနစ်ကိုရှင်းလင်းတဲ့လမ်းကြောင်းတစ်ခုပေးပါတယ်။ပန်းတိုင်ရှင်းလင်းလေလေတင်းရင်အုံတော့ကအဲ့ဒီပန်းတိုင်စီကိုရောက်ဖို့အတွက်နီးလန်းတွေကိုပုံမအာယုံဆိုင်လေးလေးဖြစ်ပါတယ်။ဒါတင်းရင်အာယုံဆူဆိုင်မှုကိုမြင့်တင်ပေးပြီးမလိုအပ်တဲ့အနောက်ရှက်တွေကိုဖယ်ရှားပေးတဲ့အတွက်အောင်မြင်မှုစီကိုလင်းမြန်စွာရောက်ရှိစေပါတယ်။စိုင်းသူကပန်းတိုင်ကိုထိရောက်စွာသတ်မှတ်ပြီးရယူဖို့အတွက်အစင်းဆက်နှက်ဆက်ပါဝင်တဲ့စနစ်တကျလုပ်ငန်းစဉ်တစ်ခုကိုဖော်ပြထားပါတယ်။ပန်းတိုင်သတ်မှတ်ခြင်းပထမဆုံးအဆင့်ကတော့ ်သင်တိတိကျကျဘာကိုလိုချင်တယ်လဲဆိုတာကိုဆုံးဖြတ်ဖို့ပါပဲ။မရှင်းလင်းတဲ့ရည်မှန်းချက်တွေကဘရောမှကြီးမားတဲ့ရလဒ်ကိုမပေးပါဘူး။ဥပမာငါချမ်းသာခြင်းလို့ပြောမယ်စာငါဒီနှစ်အတွင်းမှာဒေါ်လာ3သိန်းဝင်ဝင် ရှိတဲ့လုပ်ငန်းတစ်ခုစတင်နိုင်ရမယ်စသဖြင့်တိကျသောဂိန်းကဏ္ဍများဖြစ်ဖော်ပြပါ။တဲ့ရပန်းနိုင်မှုဘာကြောင့်လိုချင်တဲ့ဆိုတော့ခိုင်မာတဲ့အကြောင်းရင်းများကိုရေးချပါဒီအကြောင်းရင်းတွေကပဲတင်းရဲ့အခက်ခဲတွေကြုံလာတဲ့အခါမှာရှေ့ဆက်သွားဖို့တွန်းအားဖြစ်စေပါတယ် ရေချက်ခိုင်မာလေးလေးပန်းနိုင်စီကိုပို့ပြီးအရှိန်အဟုန်နဲ့သွားနိုင်တည်လေးဖြစ်ပါတယ်။ပန်းနိုင်ကိုရောက်ဖို့အတွက်ဘလို့အတားစီတွေနဲ့စိန်ခုံမှုတွေကိုကြော်လွားရမလဲဆိုတော့ကိုကြိုတင်စဉ်းစားပါ။ပြဿနာတွေကိုကြိုတင်မြင်ထားခြင်းကစိတ်ပိုင်းဆိုင်ရာပြင်ဆင်မှုကိုပေးပါတယ်။ဒါအဆိုမြင်ခြင်းမဟုတ်ဘဲမဟာပြူဟာမြောက်စီမံခန့်ခွဲခြင်းသာဖြစ်ပါတယ်။အတားစီတွေကိုကြော်လွားနိုင်မဲ့နည်းလမ်းတွေကိုပါစည်ရင်ပြုစုထားသင့်ပါတယ်။ပန်းနိုင်တွေတက်မှတ်ပြီးတဲ့နောက်အဓိကအပိုင်းကတော့အဲ့ဒီပန်းနိုင်တွေကိုနေ့စဉ်လုံဆောင်ချက်များအဖြစ်ပြောင်းလဲပြဖို့ပါပဲ။ သင်ရဲ့ပန်းတိုင်စီရောက်ဖို့အတွက်လိုအပ်တဲ့လှုပ်ဆောင်ချက်တွေအားလုံးကိုအသေးစိတ်စီရင်ပြုစုပါဒီလှုပ်ဆောင်ချက်တွေကိုအရေးကြီးမှုအချင်းယူရမှုတို့ကိုမူတည်ပြီးဦးစားပေးအစီအစဉ်တိုင်းစီစဉ်ပါဒါဟာသင်ရဲ့ပန်းတိုင်ကိုရောက်ဖို့အတွက်လိုက်ရှာရမယ့်မြေပုံ roadmap တစ်ခုဖြစ်ပါတယ်ပန်းတိုင်စီရောက်ဖို့အတွက်နေ့စဉ်လှုပ်ဆောင်ချက်ဟာအရေးကြီးဆုံးပါသင်ချမှတ်ထားတဲ့အစီအစဉ်တိုင်းတရက်မှမပြတ်စီပဲလှုပ်ဆောင်ပါသင်ငယ်တဲ့လှုပ်ဆောင်ချက်တွေကနေစတင်ပါနေ့စဉ်လုံဆောင်မှုဟာတင်းရဲ့ပန်းတိုင်းစီကိုတွန်းပို့ပေးတဲ့အရှင်အဟောမိုမင်တန်ကိုဖန်တီးပေးပါလိမ့်မယ်။ အချိန်ဆွဲခြင်းကိုရှောင်ရှားပြီးအလုပ်ကိုချက်ချင်းစတင်ဖို့လိုအပ်ပါတယ်။အောင်မြင်တဲ့သူတွေဟာသူတို့ရဲ့တိုးတက်မှုကိုအမြဲတမ်းတိုင်းတာပြီးပြန်လည်ဆန်းစစ်နေကြပါတယ်။ finance ရောက်ဖို့အတွက်သင်ဘလောက်အောင်မြင်ခဲ့သလဲဘယ်နေရာတွေမှာမှားယွင်းခဲ့သလဲဆိုတာကိုသုံးသပ်ပါ။လိုရင်တင်းရဲ့မဟာမြူဟာဒါမှမဟုတ်လုံဆောင်ချက်တွေကိုပြန်လည်ချိန်ညှိပါဒီလိုအဆက်မပြတ်ပြုပြင်ပြောင်းလဲခြင်းကပဲတင်းရဲ့ပန်းတိုင်းစီကိုပုံမှန်မြန်ဆန်စွာ ရောက်ရှိစေမှာဖြစ်ပါတယ် goal စာအုပ်ကအောင်မြင်မှုဆိုတာကံတရားကြောင့်မဟုတ်ဘဲစနစ်တကျရေးသားထားတဲ့ဘန်းတိုင်တွေနဲ့စဉ်ဆက်မပြတ်လှုပ်ဆောင်မှုတွေရလက်ဖြစ်ကြောင်းခိုင်မာစွာအသိပေးခဲ့ပါတယ်။ကျွန်တော်တို့ကမိမိတို့လိုချင်တဲ့အရာကိုခိုင်မာသောအကြောင်းရင်းများဖြင့်ရှင်းလင်းစွာတိကျစွာရေးချခြင်းနဲ့အတားအဆီးများကိုကြိုတင်ဖော်ထုတ်ခြင်းအပြင်ကျွန်တော်တို့ရဲ့အောင်မြင်မှုစီတို့ဥတီရဲ့လမ်းကြောင်းကိုဖောက်နိုင်မှာဖြစ်ပါတယ်။ နေ့စဉ်လုံဆောင်ချက်များကိုမပြတ်မကွက်လုံဆောင်ခြင်းနဲ့တိုးတက်မှုကိုအမြဲတမ်းတိုင်းတာခြင်းတို့အဖြစ်ကျွန်တော်တို့ရဲ့တိုးတက်လို့တော့စိတ်သက်သည်မထင်မှတ်နိုင်တော့အောင်မြန်ဆန်တဲ့အောင်မြင်မှုများစီစုခေါ်ဆောင်သွားနိုင်မှာဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်တို့အားလုံးကမိမိတို့ရဲ့ပန်းတိုင်တွေကိုစာရွက်ပေါ်မှာရေးဆွဲပြီးနေ့စဉ်အားထုတ်ခြင်းသုံးခြင်းအဖြစ်လိုချင်တာမှန်သမျှကိုရယူနိုင်တဲ့စွမ်းအားကိုပိုင်ဆိုင်နိုင်လာမှာဖြစ်ပါတယ်။အဆုံးထိနားထောင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။